ိသမျှအားလုံးပဲမင်္ဂလာပါရှင်။ Go Story YouTube Channel ရနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတိစရှိသားထားတဲ့တိစနှင့်ရညိုးတထွားကဝေရာစာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဇာတ်လမ်းချောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ ဘေးနားနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွင့်ဤပဲဖြစ်ပါတယ်ရှင်တင်စားကိုချီပိုးကခင်လွန်းလေးပင်တရားကရှောင်ပြေးလာပြီးရွာတရွာမှာပုန်းနေပြီးတော့စေးဆရာတူဦးပင်ကတင်စားကို ကုသပေးလေးပါတယ်အဘရဲ့အတွေ့အကြုံအရာဒီတန်ရာကတာမန်ထိခိုက်မှုမျိုးမဟုတ်ဘူးဒီတော့ဘာတွေဖြစ်လာတာလဲဆိုတာအဘကိုပြောပြသမီးရဲ့ ခင်းလွန်းလေပြောရကောင်းလို့လို့မပြောရကောင်းလို့လို့ဝေခွဲမရဖြစ်နေပါရဲ့စေးစရာကြီးလည်းထမမီးတော့ပဲတေစာရဲ့တန်းရကို စေးထည့်ပေးနေစဉ်လူတယောက်အိမ်ထဲဝင်လာပြီးဒီအိမ်မှာလူနာရှိတယ်ဆိုလို့လာကူတာပါဒါနဲ့ဒီရအဘကစေးလာကူတဲ့စေးစရာလားဟုတ်ပါရဲ့တန်းရဆိုတာမြင်ပေမဲ့ဘာဖြစ်လာမှန်းမသိတော့ကူရအခက်သားပဲကဲပါ မောင်ရီကူးကျင်တမဆိုလေကူပေါ့ကဲကဲအဘပြန်ပြီနော်အဘ ဒါအချေကျွားကပါလေးလေများတဲ့မအောင်မိပါနဲ့အဲ့ဒီလိုဆိုကပတ်စံအနေငယ်ကိုကတော့လိုက်ပြီးနောက်ထပ်ရောက်လာသူကိုအကဲခန့်ကြည့်လိုက်တော့မျက်ထောင်နီနီမျက်ထောင်မခန့်အသက်လည်းမရှူတာကြောင့်ပညာနဲ့ကြည့်ပြန်ရ လူအငွေသက်မရှိပဲကိုယောင်ကိုဝါတောက်ပနေရမို့သူ့နန္ဒာတိတ်ဆမူလာအတိုင်းနေလို့တင်မှန်းကျုံတည်ရင်အဲ့ဒီလိုပြောလိုက်မှတဖြည်းဖြည်းနဲ့နတ်ဘလူးသူ့နန္ဒာတိတ်ဆအဖြစ်ပြောင်းသွားပါတယ်တခင်မကျွန်ုံမှန်းသိပေတာပဲ။ ကျွန်ုပ်အရှင်ကိုစေးလာကုသပေးခြင်းဖြစ်ပါれ။အဲဒီလိုဆိုကတင်းစားရဲ့တန်ရာကိုလက်ဝါးနဲ့အုပ်ပြီးမန်တန်တပုတ်ကိုရွတ်ဖက်နေပါれ။အဲဒီနောက်လက်ဝါးဖြန်လိုက်တော့မြကြောင်းနဲ့စီးချဲထားတဲ့ကလက်တစ်ခုပေါ်လာပါれ။အဲဒီကလက်အတွင်မှစေးတောင်တထောင်ကိုတေးစားတန်ရာအတွင်းကိုထည့်ပြီးလက်နဲ့အုပ်လိုက်တော့ချက်ချင်းအကောင်းပကတိဖြစ်သွားပါれ။ဒါပေမဲ့တေးစားကတတိမရသေးတာမို့အရှင်တေးစားရဲ့တန်ရာကနည်းနည်းလုံးလာကြောင့် တတိယဖို့သုံးလေးရက်ကြာပါလိမ့်မယ်တခင်မဒီရေစင်နဲ့ဒီအင်းကိုယူထားပါ ရေစင်ကတတိရလိုက်ရင်တိုက်လိုက်ပါတခင်မအဲ့ဒီလို့ဆိုကရေစင်ပလင်းနဲ့ရွှေပြားနဲ့အင်းကိုခင်လွမ်းကိုပေးခဲ့ပါတယ်ခင်လွမ်းလေတင်းစကိုပြုစုရင်သုံးလေးရက်ကြာတဲ့အခါတင်းစတတိရလာပါတယ်ရေရေပေးပါရေစားတယ်ခင်လွမ်းကရေတစ်ခွက်ခတ်ပြီးတင်းစကို တိုက်လိုက်ပါတယ်အဲ့ဒီနောက်တင်းစကခင်လွမ်း ဒါဘယ်ရောက်နေရလဲအာရင်မထဲရအောက်လိုက်တာအဲ့ဒီတော့မှခင်လွန်းလဲတတိရသွားပြီးနေရည်စင်းများကိုတင်းစားကို တိုက်လိုက်ပါတယ်အဲ့ဒီတော့မှတက်တာသွားပြီးတော့ဒါဘယ်နေရာရောက်နေတာလဲဒါပင်တရားနဲ့အတော်အလန်းဝိတဲ့အကိုဘယ်နေပဲလဲတိတ်ချမသိဘူးအင်းဒါနဲ့အကိုတတိမင်းနေတာကြာပြီလားယင်ဘလောက်ကြာပြီလဲကြာတဲ့အကို9ရက်တောင်ရှိပြီ သူနန္ဒာတေးစားက လာပြီးစေးကူပေးသွားတာဟုတ်လား ခင်လွန်းရောပေမန်းနေရောပေါ့နော်မပေမန်းမအောင်အကိုရင်ဒါပေမဲ့စိတ်ပူရတာအယမ်းပဲကဲအခုစိတ်မပူနေတော့လေအကိုတက်တာနေပါပြီတက်တာတာဟုတ်တယ်အကိုရဲ့အခုတည်းရာ အရှင်းမပြောင်းသေးဘူးကံဝေရာစာဘဲအချိန်လိုက်လာမလဲမသိဘူးအင်းအကိုလည်းတည်းရာတွေကိုအမြန်ကုမရမယ်အဲ့ဒီကဝေကောင်ရဲ့အစွမ်းကတော်တော်ကြီးပါလားဟုတ်တယ်အကိုသူ့ကိုနိုင်မဲ့နီးလန်ရှာမရမယ်ကဲပါအခုအကိုဘိုင်းစာနေပြီဘာစားစရာရှိလဲခင်လွန်း အကိုအတွက်စံမျိုးပြုတ်ထားတာရှိရဲ့။သွားထည့်လိုက်အောင်မယ်နော်။အဲ့ဒီလိုဆိုကအခန်းအတွင်းမှာအပြင်ကိုထွက်သွားပါတယ်။အဲ့ဒီနောက်အငွေတထောင်ထောင်ထနေတဲ့စံမျိုးပကံကိုယူလာပြီးတေးစအာခင်လွမ်းခုန်ကျွေးမယ်အကိုပြပြစနော်ဥရဲခင်လွမ်းမှုပေးမယ်။တေးစကိုစံပြုတ်တက်ပြီးနောက်ခင်လွမ်းကသူ့နန္နာတေးစပေးခဲ့တဲ့အင်းချက်ကို တေးစကို ပေးလိုက်ပြီးဒါသူ့နန္နာတေးစပေးခဲ့တာဘလို့သုံးရတယ်လဲမသိဘူး။အင်းတို့ဂါထာတွေလည်းမပေါအောင် အကိုလည်းမသိဘူးအင်းကတော့အတော်လက်ရမြောက်သားပဲကိပါအကိုရင်ခဏပြန်လာလှိုင်အောင်ဒံယာရီကတက်တာသေးတာမဟုတ်ဘူးအေးမာခင်လွန်းရောဘာစားပြီးပြီလဲခင်လွန်းကတိစကိုပြုံးပြလိုက်တာမို့တိစသဘောပေါက်သွားပါတယ်အခုထိဘာမှမစားသေးပဲတိစကိုစိတ်ပူနေခြင်းဖြစ်ပါတယ်ကဲတခုခုသွားစားကြည့်ပြီးရင်နားဖို့ပြင်တော့နော်ပင်မနေရပြီခင်လွန်းလေးမျက်ရည်များကျလာကတိစကိုဖန်ထားလိုက်ပြီး ခင်လွန်းလေး အခုကိုစိတ်ကူနေခဲ့တာတိတ်ပါခင်လွှဲရင်ငိုမနေတဲ့တော့နော်လိမ့်မပါရဲကွာအလိုက်သင်ပြန်ဖက်ထားပြီးတော့ခင်လွှန်းကိုနှစ်သိမ့်ပေးနေလိုက်ပါတယ်တပတ်ခန့်အနားယူပြီးသွားတဲ့အခါတေဇော့လည်းဒဏ်ရာများပုံမှန်ပြန်ဖြစ်လာတယ်ပညာများလည်းအရင်အတိုင်းပြန်ပြီးတော့အသုံးပြုနိုင်ပါတယ်ဂျွာခန်တချို့နဲ့လည်းအတော်အသင့်ခင်မင်းနေပြီပြန်ပါတယ်အကိုကြီးကဲပါအကိုတေဇော့ရင်ဟာငတ်တေဘာဖြစ်လာတာလဲရေးကြီးတုတ်ပြနဲ့ပြောဆက်မအောင် ကျုံကျုံကျုံဖေဓာကြီးဆွေးပြီးတောင်းညံ့နေလို့အဲ့ဒါဟိုဘက်ရွာကဆက်ရသွားပြီမလို့ဩအဲ့ဒါများဟိုဘက်ရွာသွားလေငါးစီလာပြီးတော့ကဲပါဦးပြောနေရင်မင်းနဲ့လိုက်ကိုရမှာလားငါမဟုတ်ဘူးလာဗျာကျုံအင်ကိုလမ်းမှာပြောပြမင်းအဲ့ဒီလို့ဆိုကတေစာကိုစိုးအတင်းဆွဲခေါ်သွားပြီးလမ်းရောက်မှကျောင်းဟိုဘက်ရွာကဆရာကိုသွားပေးမှုအသွားမှာလမ်းမှာပိတ်ဖြူစင်ကျင်းနဲ့အဖိုးကြီးတယောက်ဖြတ်ကနေပေါ်လာပြီး လူလေးဟိုဘက်ရွာကိုသွားရင်မင်းအဖေအသက်ကိုမှီမမဟုတ်ဘူးဒီရွာကိုရောက်နေတဲ့တေဆော့ဆိုတဲ့မိမိတ်ဆွေရပဲကဲနိုင်မှာသူ့ကိုအကူညီတော့ကြောင်းတေဆိုပြီးတော့ပြောလိုက်လို့ဗျပြီးတော့ကျုပ်အရှိမာတွေပျောက်သွားတာအေးပေါ့ဒါဆိုရင်လေကူညီရတာပေါ့မင်းအိမ်ကဝေးလားမဝေးဘူးဗျဟိုအရှိရအိမ်မင်းငတ်တယ်လဲပြောပြောဆိုဆိုနဲ့အိမ်ထဲကိုဝင်သွားပါတယ်တေဆော့လည်းအနောက်ကလိုက်ဝင်သွားရာအိမ်ထဲမှာငါ့ကိုလာမဆန်းနဲ့ကွတိတ်ချင်းဆိုးနဲ့တိတ်သွားမယ် ။ဘာမှတ်နေလဲ။ကဲကွာ။အကိုကြီးမြင်းနဲ့အတိုင်းပဲတွေးရမြင်ရအကုန်ခုန်နေလို့အခန်းထဲမှာပိတ်ထားရတယ်။ရပါတယ်။မင်းစိတ်မပူနဲ့ငါ့ကိုရေတစ်ခွက်သာခတ်ပေး။အဲ့ဒီလိုပြောလိုက်တော့ငတိရဲ့ညီမဖြစ်သူကရေတစ်ခွက်ခတ်ပေးပါတယ်။တေးစလည်းရေခွက်သေးကိုလက်ညှိုးနှစ်ပြီးဂါလာတပုတ်ရိုးလိုက်ပြီးတော့အခန်းတကောင်ဖွင့်လိုက်ငတိန်ဖြစ်ပါမလားအကိုဓာကြီးနဲ့နော် ဖြစ်ပါရဲ့ကွာဖွင့်ဆိုရင်ဖွင့်လိုက်အဲ့ဒီလိုဆိုပြီးပြောလိုက်မှ ငတ်တေးလေးတကားကိုဖွင့်ပေးလိုက်တဲ့ငတ်တေးအဖေလေးအခန်းထဲမှာဓားကင်မီပြေးလာက တေးစာကိုဓားနဲ့ခုပ်ဖို့ရွှဲလိုက်တော့ကဲရော့မီးအတိပူစံအဲ့ဒါမီးတွေကွာအဲ့ဒီလိုပြောပြီးရေနဲ့တောက်ချလိုက်တော့ငတ်တင်းအဖေလည်းတွန့်သွားပြီးဓားကိုလက်ထဲမှလှုပ်ချလိုက်တဲ့တေးစာကအခန်းနဲ့လိုက်ခဲ့ငါထပ်ပြီးတော့မပတ်ချင်ဘူးနော်အဲ့ဒီလိုပြောလိုက်ပြီးအရှိခန်းကိုတွားလိုက်ပါတယ်အရှိခန်းနဲ့ရောက်တော့ခိုးအကောင်မင်းမလာသေးဘူးလား ငတ်တင်ဒီရေနဲ့ပတ်လိုက်ခေါင်းကနေလောင်းပြစ်ကွာအဲ့ဒီလိုပြောပြီးတော့ငတ်တင်ကိုရေခွက်ပေးလိုက်ပါတယ်ငတ်တင်လည်းရေနဲ့လှမ်းပတ်လိုက်မှအာ ကြောက်ပါပြီပူတယ်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 ဟိုကောင်မာယာများမနေနဲ့အရှိ့ကိုလာခဲ့မင်းရေကမပူလို့ငါ့ဟာပူချင်အောင်စောင့်မေးနေတာပါကွာအဲ့ဒီလိုဆိုက တိုင်တဲ့ခေါင်းနဲ့ပြေးဆောင်တော့နှစ်ဖူးကဟက်တက်ကွဲပြီးသွေးများဖြာထွက်လာတယ်တေးစားကကဲ ကျန်းကျင်တပါဆိုရင်ကျန်းစာတိုက်ခိုက်ကျင်သေးတဲ့ဆိုရင်လည်းပြောငတင်ကသူ့အဖေကိုစိတ်ပူပြီးတေစာကို လက်တွလို့တခုခုလှောက်ခိုင်းနေလျာအကိုလှုပ်ပါအောင်အဖေသေးသွားလိမ့်မယ်မကြောက်နဲ့ငတင်မင်းအဖေဘာမှမဖြစ်စေအောင်ငါအာမခံနေငတင်းအဖေလေတိုင်နဲ့ခေါင်းနဲ့စောင့်တာအားမရသေးပြီးဘေးကလူများကို လိုက်လံထိုးချိန်နေတာမို့တေစာကဒီလောက်ကျန်းနေတာသူ့နန္နာ တေစာ လာပြီးတော့ကျန်းပြလိုက်စမ်း အဒီလိုဆိုကသူ့နန္နာတိတ်ဆပေါ်လာပြီးငတိအဖေကိုဒရဆက်ထိုးကျိတ်ကန်ကြောင်းနေတော့တယ်အများအမြင်မှာတော့ငတိအဖေတယောက်ထည့်ရင်ဒါပေမဲ့တိတ်ဆအမြင်မှာအမွေးဆုံဖွားနဲ့အကောင်မဲမဲကို သူ့နန္နာတိတ်ဆမှထိုးကျိတ်နေခြင်းပင်ဖြစ်ပါတယ်အာ ကြောက်ပါပြီနဘလူးကြီးရက်ပါတော့မထိုးပါနဲ့တော့မကံပါနဲ့တော့အာခါကျိုးပါပြီတေးပါပြီကဲပါဦးဆရာကြီးသူ့နန္နာတိတ်ဆလက်အောင်ငယ်သားတွေခေါ်ပြီးတော့ ဆင်းစပူချမ်းစံဒုနန္နာတင်းစလင်လက်အောင်ငယ်သားတွေခေါ်ပြီးဝိုင်းဝန်းရိုက်နှက်ကန်ကြောင်းလိုက်တော့အာအမလီသေပါပြီကဲကြပါဦးဓာတ်နဲ့မိုးနေလို့ကဲကြပါဦးမနှိမ့်ဆက်ကြပါနဲ့တော့ကြောက်ပါပြီအလူးအလဲခံနေရတဲ့သူ့ကိုကြည့်ပြီးတင်းစကသူ့နန္နာတင်းစတို့ကိုခဏနားခိုင်းကဟဲ့ရောင်ငါ့ကိုမလေးမဆလုံးအောင်မလားမလုံးတော့ပါဘူးဆရာထက်ချမ်းအောင်မလားဟဲ့ရောင်မကြမ်းရဲတော့ပါဘူးဆရာကြောက်ပါပြီဟာ မင်းရအခုတော့အပိုးကျိုးလာကြီလားစောစောကနဲ့ကွာချားနေရနော်တောင်းပန်ပါတယ်ဆရာစောစောကဆရာအစွမ်းကိုမသိလို့ပါအေးငါအစွမ်းသိပြီဆိုရင်လေမင်းငတိအဖေကိုဘာလို့ထားရဲဆိုတာပြောကျုပ်ဆရာအသေးတက်ခိုင်းလို့ပါအခုတက်အောင်မလားမတက်တော့ပါဘူးတောင်းဝင်မပြီးမြောက်လို့ကျုပ်ပဲအသက်ခံလိုက်ပါမယ်ကြောက်ပါပြီဒါဆိုရင်လေမင်းလှူထားတာတွေပြန်ယူသွားကြံခဲ့ရင်တော့အစတရာပို့ပြီးတော့နာမယ်နော်မချန်ရဲပါဘူးကြောက်ပါရင် အဲ့ဒီလိုဆိုကတန်းရတန်းချက်များကိုလက်နဲ့တန်းချပြီးထွက်သွားပါတယ်တေးစားကကဲငတ်တင်မင်းအဖေတန်းရတွေရှိသေးလားဆိုတာကြည့်လိုက်ငတ်တင်လေသူ့အဖေတန်းရများကို လိုက်ပြီးတော့ကြည့်ရှုလိုက်တော့ဟာအကိုဘာမှမရှိတော့ဟာအကိုကစွန့်လိုက်တာဗျာတကယ်အံ့ဩစရာကြီးပဲဘေးကလူများကလည်းတေးစားကိုဝိုင်းဝန်းချီးကျူးကြပါတယ်အကိုဒါဆိုရင် အဖေကပြန်ကောင်းသွားပြီပေါ့မင်းအဖေကိုတက်ခိုင်းတဲ့အကောင်ကိုခေါ်ရအောင်မယ်လေ အကြီးကကောင်ကသူပဲဟုတ်လားအကိုဒါဆိုလဲခေါ်ဗျာကျုပ်အဖေကိုအသေးသက်ချင်တဲ့သူကိုနှိမ့်ဆက်တာကြောက်ကြည့်ခြင်းနဲ့တေစလည်းငတင်းပြောပုံကိုသဘောကျပြီးတက်ချက်ပြုံးပြီးတော့ငါအထက်ဆရာရရဲ့အမိတ်ငါအမိတ်နဲ့ဆင့်ခေါ်တယ်ဒီကရဲ့ကန်ရှင်ကို အသေးသက်ခိုင်းတဲ့အကောင်ငါအရှိကိုလာခဲ့မလာပဲပေကက်နေရင်နတ်ဆိုးတွေက အသားကိုမှုန်အယိုးကိုချိုးပြီးတော့ခေါ်ခဲ့အဲ့ဒီလို အမိတ်ပြန်လိုက်တော့ငတင်းအဖေလည်း လဲနေရမှာပြန်ထလာပြီးတေးစားကိုမျက်ထောင်နေကြီးနဲ့ကြည့်နေတာမို့ကဲကိုဘသားကိုမိတ်ဆက်စမ်းမအောင်မင်းဘသူလဲဆိုတာဆရာကြီးရေကျွန်တော်ကဘာပညာမှတက်တဲ့သူမဟုတ်ပါဘူးမတောက်တစ်ခေါက်လေးပါဗျာငါမေးတာမင်းဘသူလဲအောင်လန်းလားကဝေးလားမေးတာနဲ့မဲ့မမေးဘူးကျွန်တော်ကကဝေးပါဆရာကြီးရေဘာမှမတက်ပါဘူးမေးပါလို့ငတိအဖေကိုအသေးတက်ခိုင်းတာလေဘာရန်ညိုးရန်စာရှိလို့လဲ မတန်ခိုင်းမအောင်ဆရာကြီးရင်စောစောကတပည့်ကြီးကညပြောသွားတာပါတေစလည်းကနွဲကလေးရလုံနေတဲ့ကဝေကောင်ကိုကြီးကဒေါသပြန်ထွက်လာပြီးအေးပေါ့ကွာမင်းရဲ့ဟန်ဆောင်တော့ငါကမင်းရဲ့အမှုရောင်ကိုတိုင်ပုံဖော်ပြရတာပေါ့သူ့နန္ဒာတေစစောစောကလို့ဝိုင်းပြီးတော့နှိမ့်ဆက်ကြစမ်းအဲ့ဒီလိုပြောလိုက်တော့သူ့နန္ဒာတေစတို့လည်းဝိုင်းဝန်းနှိမ့်ဆက်ပြန်ရကဝေကောင်လည်းတောက်ခံနေပြီးတောက်တစ်ချက်ခောက်လိုက်တော့ နဘလူးများအားလုံးလွင့်စင်သွားပါれငါ့အိုများနှိမ့်ဆက်လို့ရမယ်လို့ထိတ်နေတာတင်းစလည်းကဝေကောင်ကိုသပင်းဆောင်ဆွဲပြီးပပိန်ရိုက်လိုက်ကမင်းအစ်စ်မင်းသည်ငါ့ကိုလာမဆန်းနဲ့မင်းသေးသွားမယ်ပြောစမ်းမင်းသူ့ကိုဘာလို့တတ်ခိုင်းထားတာလဲငါ့ဟာဘယ်ကောင်ကိုမှကြောက်တာမဟုတ်ဘူးမင်းအမေကိုငါ့ဖြေးစေရလားစောင့်ကူးမဆိုင်ဘူးကွာနားလေလားကဲဒီလောက်ဖြစ်နေတာကဲကွာတင်းစလည်းကဝေကောင်ကိုပါကြီးလှိမ်ပြီးတော့ရိုက်ပြစ်လိုက်တယ် ကဝေကောင်ကဒေါသထွက်သွားပြီးတေဇကိုစောင့်ကန်လိုက်တော့တေဇလည်းနယ်ရန်နဲ့ကြောနဲ့စောင့်မိသွားတာကြောင့်ဒေါသအထုထိတ်ရောက်သွားကမင်းလားကွာငါ့ကိုပြန်လို့ရတာကဲကွာအဲ့ဒီလိုဆိုပြီးတော့ကဝေကောင်ကိုမျက်နှာအနှံ့ထိုးချိတ်ပြီးစောင့်ကန်လိုက်တော့အနောက်ကိုလွင့်ဆင်သွားပြီးတိုင်တဲ့ကောင်နဲ့စောင့်မိသွားပါတယ်တေဇကသူ့နန်းနာတေဇစူတင်းမုံနဲ့ထုကွာခက်ကြမ်းကြမ်းထုအဲ့ဒီကဝေကိုမသိယုံတမဲ့ထုပြစ်သူ့နန်းနာတေဇလည်း တန်ဆူးမြချွန်ထက်နေတဲ့တင်းမုံနဲ့ကဝေးကောင်ကိုမနာတမ်းထုပါတယ်အာအာသိပါပြီအရှိကိုငိုက်ကြအောင်ခေါင်းကို ပိတ်ထုဖြင့်ဒီထက်ကြီးတဲ့တင်းမုံနဲ့ထုကဝေးကောင်လည်းသူ့နန္နာတေစာရဲ့ထုချက်များအောက်မှ အလူးအလဲခံနေရပြီးကြောက်ပါပြီမထုပါနဲ့တော့အာကဲကြောက်ပါအောင်မရက်နဲ့ဆတ်ထုစောစောကလွင်သွားတဲ့နက်ဘလူးတွေပါလာပြန်ထုအာသိပါပြီဗျအရှုံးပေးပါမီး အချိန်အတော်ကြာတဲ့အထိနှိမ့်ဆက်ပြီးတဲ့အခါတေစာကခဏရက်ခိုင်းပြီးမင်းဘယ်သူလဲပြောကျုံနာမည်ဘာဦးပါဘာလို့ငတိအဖေကိုတတ်ခိုင်းတာလဲကျုံကိုလူရှိသူရှိမှလက်ကျော်မတင်ဘူးဘာအလုံးမှမမေရရမတက်ဘူးလို့ပြောလို့ပါအဲ့ဒါကြောင့်တက်ကြောင်းပြလိုက်တာပါဘာဦးကအဲ့ဒီလို့ပြောလိုက်တော့ငတိကဝင်ပြီးဘာဦးကိုဖေးရဘာဦးမင်းကငါအဖေအလုံးမှလုံနေတာနှစ်ပေါက်နေပြီမင်းကအချောင်ကိုပြစ်စီခိုးပြီး လက်ခပိုလို့ခြင်းနေရလေပြီးတော့ငါတို့မိသားစုအွယ်ရမှာမဟုတ်မမှန်တဲ့စကားတွေအတင်းချတယ်ဒါလည်းသီးခံသေးတယ်မင်းကဘာအရေးအချင်းမှမရှိဘဲစင်ရင်းကန်နေလာစာအတူတူလိုချင်နေလို့မင်းကိုငါ့အဖေကပြောလိုက်တာလေအဲ့ဒါငါ့အဖေအလွန်လားငတင်ကအဲ့ဒီလိုပြောလိုက်တော့ဘာဦးက တဟာဟာအော်ရီပြီးဘသူလွန်းလို့မလွန်းတော့မင်းအဖေကိုငါလက်နဲ့အသေးတက်လို့ရတော့မှလေငါအကျဉ်တ်တယ်ကွာငါအကျဉ်တ်တယ်ဘသူကဘသူ့ကိုတတ်မလဲဆိုတာ မင်းစောင့်ကြည့်ပါဘာဦးရာတေစာကငတင်တို့ပြောတာကို နားထောင်ပြီးနောက်ဘာဦးအခုကိစ္စမင်းမှားတာလေမင်းကကိုယ့်ရဲ့ကျေးဇူးရှင်ကိုမှ ပြန်ပြီးတော့တတ်ရှင်နေရပဲကျွေးတဲ့လက်ကိုပြန်ကိုက်နေရပဲဒါရီကြုံနားမလဲဦးကျုပ်ကဒီဘိုးတော်ကိုအသေးတက်ဖို့ပဲမင်းတက်လို့မရအောင်မင်းလှုပ်ထားတာတွေပြန်ယူသွားမဟုတ်ရင်မင်းကိုငါထက်ပြီးတော့နှိမ့်ဆက်ရလိမ့်မယ်နှိမ့်ဆက်စမ်းမှာကျုပ်ကိုတခါတည်းအသေးတက်လိုက် ကျုပ်ကလှုပ်ထားတာပြန်မယူနိုင်ဘူး။မင်းအသားအနာမခံခြင်းစမ်းပါနဲ့ပြန်ယူသွားပါဦး။မယူဘူး။ကျုပ်တင်မှရမယ်။မယူရင်သူ့နန္နာတိတ်စာစူးတင်းမုံနဲ့ထတ်ထုကွာမသေးစေနဲ့။ထို့မနေနဲ့။ကျုံနဲ့ခမားနဲ့ပညာပြိုင်မယ်။ခမားနိုင်ရင်ကျုပ်အသက်ကိုယူ။ကျုံနိုင်ရင်ဒီလူကိုရော ခမားကိုရောတတ်မယ်။ရတယ်။မင်းရဘဲပုံစံအတိုင်းပြန်ကျင်တာလေ။ကျုပ်ကခမားကိုသုံးချိန်ဆက်နဲ့ပြစ်မယ်။ခမားကပြန်မတိုက်ရအောင်ကဘဲကာရမယ်။ ရတယ်မင်းဆက်ထုတ်တော့ငါအစင်သင့်ဖြစ်ပြီဘာဦးလဲအနီရောက်ဆက်နဲ့တေဇကိုပြစ်ပါရင်တေဇလည်းလက်နဲ့အตาကထားလိုက်တော့ဆက်မြတပြေးပြေးအယောင်မိန်သွားပြီးပျောက်ကွယ်သွားပါရင်နောက်တစ်ခေါက်လာပြီနော်တတိထားတော့ဘာဦးလဲပြောပြောဆိုဆိုနဲ့အပြာရောက်ဆက်တန်းကိုထုတ်ပြီးတေဇစီဆက်လွတ်ပါရင်တေဇကမန်တန်တပုတ်ကိုရှုပ်ပြီးဆက်များကိုစူးဆိုင်ကြည့်တော့ဆက်တန်းကြီးကပြက်ပြဲသွားပြန်နေဘာဦးလဲသူ့ရဲ့နောက်ဆုံးဆက်ကိုထုတ်ပြီး ဒါကျုံရဲ့အပြင်းဆုံးဆက်ပဲခံနိုင်အောင် ခံမိတော့လို့ဆိုကလက်နှစ်ဖက်အပြင်ပါးစပ်နားနှာခေါင်းတို့ကစက်များထုတ်ကတင်းစစီပို့လွတ်ပါတယ်တင်းစကရှုံးနဲ့ကြောက်တော့ဘဲဟာပို့မလဲဆိုတာပြရသေးတာပေါ်လို့ဆိုကစက်များကိုမကဘဲနေလိုက်တော့ဇင်းမတက်တဲ့ကိုစက်များကတရဆက်ဝင်သွားပြီး အတန်ကြတော့ဘာဦးစက်များကုန်သွားပါတယ်မင်းရဲ့စွမ်းလကြီးရဲ့ဆိုတဲ့စက်တွေကုန်ပြီငါမင်းကိုဘာမှမလုပ်ချင်ဘူးမင်းလောက်ထားတာတွေပြန်ယူသွား အေးမော်လေခမားနိုင်တာဆိုတော့လေကျောက်ကပဲငင်းလို့ရမှာတော့ကျောက်ပြန်ယူသွားမယ်ဒါပေမဲ့ကျောက်နဲမယ်ဆိုနဲ့အသက်ရှင်မဲ့အစားအသေးပဲခံလိုက်မယ်ကျောက်ရဲ့ဆရာကြီးကခမားကိုပြန်လာတက်လိုက်မယ်အဲဒီလိုဆိုကသူလှူထောင်းသမ ्या ကိုတက်ယူပြီးနောက်ကုံစင်သွားတဲ့အခါကျောက်နှုတ်ထားတာပြန်ယူပြီးသွားပြီကျောက်ဆရာကျောက်ရဲ့ဆရာကြီးကခမားကိုလာတက်မှမမေ့နဲ့ဘာဦးကတင်စားကိုခနဲ့ပြီးကျမ်းပြင်းနဲ့နှစ်ဖူးနဲ့တိုက်ကား အဆုံးစီရင်သွားတော့ပါတယ်တေစာလည်းတားချိန်မရလိုက်သလိုတားဖို့လည်းစိတ်ကူးမရခင်အဲ့ဒီနောက်လုံသေးနာလှုပ်ပေးလိုက်ပြီးအိမ်ပြန်ခဲ့ပါတယ်နောက်တနေ့မှငတ်တီးရောက်လာပြီး အကိုကြီးဘာဦးတယောက်သူ့အိမ်မှာနှစ်ဘူးဟက်တက်ကွဲပြီးတိနေလို့တဲ့အုံနောက်တွေပါထွက်နေရတဲ့ဟေးဟုတ်လားသူ့တန်သူခံသွားတာနေမှာပေါ့ဒါနဲ့မင်းအဖေရောတက်တာပြီလားတက်တာပါပြီအကိုဒါနဲ့လေဒီအင်းစာဟုတ်တဲတဲလေး အကူများနားလေမလားလို့ယူလာတာတေးစလည်းငတင်ပေးတဲ့အင်းစာအုပ်ကိုကြည်လိုက်တော့သူ့နန္နာတေးစပေးတဲ့အင်းနဲ့တူနေတာမို့အင်းချက်ကိုယူပြီးတိုက်ကြည့်လိုက်တော့အင်းချင်းကအတူတူဖြစ်နေပါတယ်ငတင်ဒီစာအုပ်ဘယ်ရရတာလဲငါ့ကိုပြန်ရောက်ကွာဒါကျုံအင်ကယူလာတာလေကျုပ်တို့ငငယ်လေးရရှိတာအကိုလိုချင်ယူလိုက်လေမရောအလက်ကားယူလိုက်အေးကွာဒါဆိုရင်လဲကျေးဇူးပဲဒါနဲ့ရွာထဲမှာတခြားဘာတဲ့င်းတွေကြားသေးလဲ အကိုတည်နေတော့အတုံးမှွေးနေတာပဲတခြားရွာတွေကလူတွေတော့အကိုအကြောင်းလာပြီးတော့ဖောက်တယ်ချနေကြပြီတေစလေဒီအတိုင်းဆိုရင်ကဝေရာစာအနှင်းနဲ့အမြန်ရောက်လာတော့မှကြိုလို့တွတ်ဆထားလိုက်တယ်အဲဒါကြောင့်လိုအပ်တဲ့အင်းများကို ပြင်ဆင်ထားပါတယ်မုံချင်းစင်များကိုလည်းပြင်းထန်စွာကြင်ကြံနေပါတယ်တေစဆိုတဲ့အောင်လန်းကောင်အောင်လန်းမှန်ရင်ငါအရှိရောက်စေရွာအပြေးတင်းညိုင်မှ အနှင်းရောင်ဝှေ့ဆောင်တဲ့လူတယောက်က တေဇကိုအမိတ်နဲ့ဆင့်ခုံနေပါတယ်။အဲ့ဒီနောက်အုတ်ကူတလုံးပေါ်တက်ထိုင်နေစဉ်တင်းညိုင်းထဲမှာဆွဲဆွဲငင်ငင်ဦးနေတဲ့ခွေးအတန်ကြောင့်ရာစာလေးဘေဘီကိုကြည့်လိုက်တော့တင်းညိုင်းဆောင်မဖဲဝါနဲ့ခွေးနဲ့ကြီးတကောင်ကရာစာကိုရန်လိုနေတာမို့အော်မဖဲဝါရောက်နေတာ哦တင်းနဲ့ထဲမှာနေတာကိုမကြိုက်လို့လားငါအစင်နဲ့နင်းအစင်ဘလောက်ကွာလဲဆိုတာနင်းသိတာတွားပြန်စမ်းရာစာကမဖဲဝါကိုမောင်းထုံလိုက်တော့ မဖဲဝါနဲ့ခွေးနဲ့ကြီးဟာရာစာကို ဝေမီကိုက်ဖို့မဲမဲလေတာကြောင့်ရာစာကလက်နဲ့ရမ်းထုံလိုက်တဲ့အခါမဖဲဝါရော သူ့ခွေးပါ လွင့်ထွက်သွားပါတယ်။ငါ့အုံများလာပြီးတော့ကိုက်ချင်နေသေးရဲ့အယိုးတကြအသားတကြဖြစ်သွားမယ်ကံဝေးရစားတယ်ကွာအဲ့ဒီလိုဆိုက တောက်တချက်ခောက်ပြီးဖဏောင်းပေါင်လိုက်တော့တင်းညိုင်းထဲကတရေသက်စီများထွက်ပြေးကုန်ပါတယ်အဲ့ဒီအချိန်မှာပညာမြင့်တယ်လို့ တယ်လေမောင်မမန်တက်နေတဲ့ကိုကဝေရစာကြီးရဲ့ဩရောက်ပြီပေါ့ဟုတ်စကျုံရဲ့အမိန်ကိုမငင်းဆန်နိုင်တော့ထွက်လာရတာပဲမဟုတ်လားတယ်လေအပြောကြီးပါလားကဝေရစာကြီးရဲ့ဟိုတခါကြုံရှုံးတာတတိလက်လို့ဖြစ်သွားလို့ပါအခုတော့ခမရောကျုပ်ပြန်ပြီးတော့ကလေးစားချေပြမယ်အေးအေးအေးမင်းပြောသလိုဖြစ်ပါစေကွာ မဟုတ်ရင်တော့မင်းစီရပရပိုက်ငါ့ကိုပေးပြီးမင်းငရဲကိုသွားတော့ပြီးရင်မင်းရဲ့မယားကိုပါ ငါကယူးဆိုင်ပေးမယ်ဟုတ်ပြီလားယာစစကားကြောင့်တေစလည်းဒေါသထွက်ကအင်းတချက်ထုတ်ပြီးယာစကိုပြစ်ပောင်းလိုက်ပါရင်အင်းတိမှန်ပြီးတော့အနောက်ကိုလွင်သွားကအုတ်ကူနဲ့တိုက်မိပြီးအတန်းမင်းထွက်သွားပါရင်ယာစကပြန်ထလာပြီးတေစကိုဆက်တကူထုတ်ပြီးတော့ပြန်ပြစ်ပါရင်တေစလည်းဆက်ကိုညာလန်းဝါနဲ့အာပပရိုက်ချလိုက်တော့ဆက်များဟုံးငနေပောက်ကွဲကဘေးကတိရွဲ့ချောင်းများမိထတောက်သွားလိပါရဲ့ ဒီတခါကျုပ်အလှဲ့ပဲလို့ဆိုက မောကားရာတပုတ်ရှုပ်ပြီးလက်နှစ်ဖက်ကမှော့ဆက်များထုတ်ကလှင်းမြန်စွာ၍ရှာပြီးတော့ယာစာကိုပြစ်ပါရင်ယာစာလည်းတတိကြီးစွာထားပြီးဆက်များကိုကနေပါရင်တေစာရဲ့လှုပ်ရှားမှုကရိတ်ခနဲမြေရိတ်ခနဲပြောင်းသွားတာမို့အဖမ်းရခံနေပါရင်ဆက်နှစ်ခုဇက်တိုက်မှန်သွားကယာစာလဲကျသွားပါရင်တေစာလည်းငကိုနေရာမှပြန်ရက်ပြီးကျုပ်အလှဲ့ပြီးခမည်းအလှဲ့ပြီး ဂျာစာလဲဒေါသထွက်ပြီးတော့စက်ထိထားတဲ့နေရာကိုလက်နဲ့ဖိထားရမှပြန်ထလာပြီးဘယ်ဆိုလို့လဲမင်းပညာအတော် တိုးတက်လာတာပဲအခုငါရဲ့ကိုပြောင်းဆက်ကိုမင်းကနှစ်ယောက်ကစမ်းအဲ့ဒီလို့ဆိုကလက်ဝါးနှစ်ဖက်ဖြတ်ပြီးတော့တင်းစားဘက်ကို တခုခုနဲ့ပြည့်ဟန်လုံနေပါတယ်တင်းစားလဲအကာအကွယ်အင်းချက်လေးချက်ကိုဘေးပပတ်လေးမှာချထားပြီးအသက်အတွင်းထားလိုက်တော့အင်းချက်များမှအနှံ့ရအခိုးငွေများထွက်လာပြီး တင်းစကိုကပေးထားပါတယ်ဒီတခါခမားလဲခမားရဲ့အမြင့်ဆုံးဆက်ကိုထုတ်ကျုပ်လဲကျုပ်ပညာအကုန်သုံးမယ်ကောင်းပြီလေမင်းနဲ့ကအပန်ချေးလောင်းချေးထက်ကြတာပေါ့အဲ့ဒီလိုဆိုကသူ့ရဲ့အပြင်းဆုံးဆက်ကိုထုတ်ပြီးနှုတ်ကမန်တန်တပုတ်ကိုလည်းရွတ်ဖက်နေသေးပါတယ်ဆက်တန်းကြီးကတပြေးပြေးတေဆအနီကိုတိုးကပ်လာတဲ့တက်ရဲ့အပူရှင်ကြောင့်ဘေးကတိတ်ရွတ်များညှိုးနှဲ၆တွေ့ကုန်ပါတယ်ဆက်တန်းကြီးကတေဆစီကိုမရောက်မီ ဆယ်ပေလောက်အလိုမှတေဆာကအေးတစ်ချက်နဲ့ပြစ်လိုက်ပါတယ်ပြစ်လိုက်တဲ့အင်းကကဝေတက်အင်းစက်တန်းကြီးရဘေးကိုချော်သွားပြီးကဝေရာဇာကဖင်ထောင်ရဲ့လဲကျသွားပါတယ်ဟာကဝေတက်အင်းဆိုတိုင်းကဝေတိုင်းတိမ်မယ်လို့ထင်နေလားမင်းနဲ့ကပညာရည်အတူတူပဲမို့မသိဘူးကွာပေးပြီးတော့အဲ့ဒီလိုဆိုကငရဲမီတောင်ဆက်ကိုတေဆာစီလှုပ်ပါတယ်တေဆာလည်းငရဲမီတောင်ဆက်နဲ့ပြန်ကားထားတာမို့ဆက်နှက်ခုထိတ်တိုက်တွေ့ပြီး အားပြိုင်တွန်းနေရအလဲတဲတဲမှာမိထားတောက်နေတဲ့အထိတင်းစလည်းအားကုန်တွန်းနေသလိုရာစာလည်းအားကုန်တွန်းနေရင်စံများမှိန်လာချိန်မှာငါဟဲ့သူ့နန္နာတင်းစတယ်ဟင်ကဲရော့ဟဲ့သူ့နန္နာတင်းစပေါ်လာပြီးရာစာကိုလဲပင်းငါဆွဲကလက်ဝါးနှိပ်ရိုက်ပြီးလဲလိန်ချိုးတက်လိုက်ပါတယ်တင်းစကသူ့နန္နာတင်းစဘာလို့ဝင်းတက်လိုက်တာလဲအထက်အမင်းကြောင့်ပါအရှင်ကျွန်တော်ကိုခွင့်လွှတ်ပါရပါတယ်ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ပညာသည်တယောက်ရောသွားတာပေါ့မှန်ပါတယ်အရှင်အရှင်ကိုထပ်မံပြီးတော့အကူကြီးတောင်းเสียရရှိပါတယ်ဘာများလဲသူ့နန္ဒာတေဆာကျုံကဘာကူညီရမှာလဲဒီလိုပါအရှင်တို့ဒီရွာမှာခဏထပ်နေပြီးလူတယောက်ကိုကူညီပေးပါ သူကကျွန်ုပ်ရဲ့လက်အောက်ငယ်သာပြန်ဝင်စားတာပါအင်းလူလောကအရာပြောရရင်ဆရာတပည့်တန်ရောစင်မော ကဲပါကျုံကဘာများကူညီပေးရမှာလဲသူ့ကိုတခြားရွာကကဝေကပြူစားထားပါတယ် "तू वा အယူမရှိသူမို့ तू ထိခိုက်တဲ့အထီးစောင့်မေးပြီးကုသကူညီပေးပါပြီးတော့အရှိရဲ့တပည့်အဖြစ်ထားပေးပါ။ तू ကိုလိုအပ်တဲ့မန္တန်တွေကျွန်ုပ်သိမ်းပေးမှာပါ။အရှင်ကဆရာအဖြစ်ခံယူထားရုံပါပဲ။ဟုတ်ပါပြီ။ဒါဆိုရင်လေသင်အကူညီတောင်းခံတာကိုကျောက်လက်ခံပါတယ်။သူကိုတပည့်အဖြစ်နေဖို့တော့ကြုံမပြောနိုင်ဘူးနော်ပြောစရာမလိုပါဘူးအရှင်သူကိုယ်တိုင်အရှင်းပညာကိုလေးစားပြီးတော့တပည့်ခံပါလိမ့်မယ်ကောင်းပါပြီသူ့နန္နာတေစာ ံမရပါတဲ့လေမဟာလို့ခေါ်ပါတယ်ဒါအရှင်သူ့ကိုတပည့်အဖြစ်ခံယူပေးတဲ့အတွက်ပညာကြီးလို့သတ်မှတ်လိုက်ပါအဲ့ဒီလို့ဆိုကရွှေတုံးတတုံးကို တေဆောက်ကိုပေးပြီးတော့ပျောက်ကွယ်သွားပါတယ်တေဆောက်လည်းရွှေတုံးကိုကြည့်ပြီးဩငါးစီဝင်လာသည်မလူတွေနေမရအစမ်းသားပါလားအကမဟာခင်လွန်းတေဆောက်ပေါင်းလိုက်ရင်အကမဟာခင်လွန်းတေဆောက်ဝဲနာမယ်နဲ့တော့တူနေသေးတယ် အဲ့ဒီလိုရေရွတ်ပြီးတော့အိမ်ကိုပြန်လာခဲ့တော့ပါတယ်။အိမ်ရောက်တော့စိတ်ပူနေတဲ့မျက်နာနဲ့ခင်လွန်းကိုတွေးလိုက်ရပါတယ်။အကိုရဲ့ခင်လွန်းအကိုကိုစိတ်ပူနေတာဘာမှမဖြစ်လို့တော်ပါသေးရဲ့။စိတ်မပူပါနဲ့။အကိုကခင်လန်းအတွက်သူ့ရဲ့ကောင်းကြည့်ပါ။ဘာမှလည်းမဆိုင်ဘူး။မဆိုင်လဲချစ်တယ်ကွာ။ရှင်းနေနော်။အဲ့ဒီလိုဆိုကခင်လွန်းကိုအတင်းဖန်နှမ်းပြီးဝှေ့ခေါ်ပြီးတော့အိမ်မော်ကိုတက်သွားလေတော့တယ်။ပရိသတ်များရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာ တေဇရေးသားထားတဲ့တေဇနှင့်ရန်ညိုးတထွာကဝေရာစာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ပိုင်းမှာတေဇဘလို့ခုပြီးတော့ဘလို့တပည့်မွေးရမလဲဆက်ပြီးတော့စောင်းမြော်အားပေးနာစင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါတယ်။နာစင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ ပရိသတ်တွေအားလုံးနဲ့နောက်တစ်ပတ်ဗီဒီယိုလေးမှာလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေရှင်